The photographers from Myanmar now can bring the worlds uh, from Myanmar closer to the big worlds. Uh, in the beginning, the last 35 years, we didn't know anything about Myanmar. Warpress Photo 15ဟာရန်ကုန်ဓာတ်ပုံပွဲတော်ရဲ့ဒစိတပိုင်းအနေနဲ့ကျင်းပတဲ့ဓာတ်ပုံပြိုင်ပွဲဖြစ်ပါတယ်။မတ်လ18ရက်ကနေ31ရက်နေ့ထိပြုလုပ်မဲ့ဒီပွဲကဓာတ်ပုံတွေဟာကမ္ဘာအကောင်ဆုံးဓာတ်ပုံပညာရှင်တွေရဲ့စုရစာနယ်ဇင်းဓာတ်ပုံတွေဖြစ်ပါတယ်။ မြမသမိုင်းဖြစ်ရဲ့အလှအပနဲ့သတင်းဓာတ်ပုံတွေရှင်ပြိုင်ပြသထားတဲ့ WordPress Photo 50မှာဘယ်သူအနိုင်ရမလဲ WordPress Photo 15ဓာတ်ပုံပြပွဲမှာဓာတ်ပုံပေါင်း9000တဲကအကောင်းဆုံးဓာတ်ပုံ134ပုံကိုရွေးချယ်ပြသထားတယ်လို့ WordPress Photo Foundation ကပြောပါတယ် These are the, the award winners in nine different categories so you see ဟာကစားလူနေမှုဘဝတွေနဲ့2005မှာဖြစ်ပျက်ခဲ့တဲ့ထင်ရှားတဲ့အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ထားတဲ့ဓာတ်ပုံပြပွဲဖြစ်ပါတယ် professional ဓာတ်ပုံဆရာတွေရဲ့ဖန်တီးထားတဲ့ဓာတ်ပုံတွေကိုကြီးစုသူရဲ့နှလုံးသားကိုဖန်ဆားနိုင်မဲ့ဓာတ်ပုံတွေကိုလည်းရွေးချယ်ပေးထားပါတယ် Why the World Press Photo is the ဓာတ်ပုံတွေကဒီကမ္ဘာလုံးကနေ Netherlands နိုင်ငံ Amsterdam မြို့ကိုပေးပို့လာတဲ့ကမ္ဘာအကောင်းဆုံးဓာတ်ပုံဆရာတွေရဲ့အကောင်းဆုံးဓာတ်ပုံတွေရွေးချယ်ထားတာဖြစ်လို့ ကြည့်တဲ့သူတွေကိုအကောင်းဆုံးခံစားချက်ရတာမျိုးစုံပေးစွမ်းနိုင်မှာပါလွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်လောက်ကမြန်မာနိုင်ငံရဲ့အကြောင်းကိုစာသားတွေထဲမှာပဲတွေ့ခဲ့ရပြီးဓာတ်ပုံတွေနဲ့တွေ့ရတာနှဲပါခဲ့တယ်လို့ WordPress Photo Foundation ရဲ့ဥက္ကဋ္ဌကပြောပါတယ် The photographers from Myanmar now can bring the worlds အမှန်တရားကိုဓာတ်ပုံတစ်ပုံကနေရှာတွေ့နိုင်ပါတယ် မြန်မာနိုင်ငံကဓာတ်ပုံပညာရှင်တွေနဲ့စာနယ်ဇင်းဓာတ်ပုံတမားတွေပွင့်လင်းမြင်သာလာတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့တမိုင်းတွေကိုဓာတ်ပုံတွေနဲ့မတန်းတင်ထားပြီးကဘာကိုချပြဖို့ကျွန်တော်အကြံပြုပါရစေ